အလုံးမင်းမင်္ဂလာပါ VOC သတင်းဌာနကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့ November 19ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒီနေ့ညနားဆင်မယ့်သတင်းတွေကတော့ကလေးကန်ဂိုကာလမပေါ်မှာတည်ရှိတဲ့ဟန်တာဝရီချေးရွာတိုက်ပွဲမှာချမ်ပစစ်တပ်ကအယောက်20ကျော်တေဆုံးပြီးလက်နက်ခဲယံအများပြားကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကသိမ်းဆီးရမိတဲ့သတင်းအနာသိမ်းအချမ်ပစစ်တပ်ကအားလုံးရင်းနဲ့ထိုးစစ်ဆင်လာလို့ဆုတ်ခွာခဲ့ရတဲ့တိတိမြို့နယ်တွေက ကနေဒီတောင်တဆခန်းနေရာကို PDF ဇိုလန်ကပြန်လည်ထိန်းချုပ်လိုက်တဲ့တဲ့င်းတိတိမျိုးနယ်တဲကတိုက်ပွဲမှာအချမ်းပတ်စစ်တပ်ရဲ့ခလာရ90ကပုံမှုလှမျိုးထွတ်တရားပြင်းထန်ရရှိပြီးတိတိမျိုးမှာစေယုံတက်နေရတဲ့တဲ့င်းနေနဲ့အတူအခြားစင်ဝင်စားစရာနောက်ဆုံးရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်ကလေးကံကောကာလမပေါ်မှာတရှိတဲ့ဟန်တာဝရီကျေးရွာတိုက်ပွဲမှာအချမ်းပစစ်တပ်ကအယောက်20ကျော်သေဆုံးပြီ လက်နက်ခင်းအများပြောက်ကိုလည်းတော်လိုင်းဤတက်တွေကသိမ်းဆီးရမိထားပါတယ်။ကန်ကောမျိုးနယ်တွေကပြူစောတီခြေရွာလို့နာမည်ကြီးနေတဲ့ဟန်တာဝရီခြေရွာကဂျမ်ပတ်စစ်တပ်နဲ့ပြူစောတီစခန်းတွေကိုချင်းလန်းဆိုးရတပ်ဖွဲ့ကအခြားသောမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူပူးပေါင်းတက်ခတ်ခဲ့တာဖြစ်ပြီးနိုမာလာ18ရက်နေ့ဒီကနေ့အထိတိုက်ပွဲတွေနေ့ညမပြတ်ဆက်တိုက်ဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ နိုမာလာ16ရက်ကနေ19ရက်နေ့အထိ3ရက်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲမှာစံဖတ်စစ်သားတွေရဲ့ရုပ်အလောင်း20ကျော်တွေ့ရပြီးလက်နက်ခဲယမ်း20ကျော်လည်းသိမ်းဆီးရခဲ့တယ်လို့ရှေးတန်းရောက်သတင်းရင်းမြစ်ကပြောပါတယ်။ဟန်တာဝူရီတိုက်ပွဲအတွင်းမှာစံဖတ်စစ်တပ်က Jet Fighter Y12 ထောက်ပို့လေယာဉ်နဲ့အချိန်ပေါင်းများစွာပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ချင်းပြည်ချင်းလန်အစိုးရကာကွယ်ဝင်ကြီးဌာနအောက်မှာရှိတဲ့ချင်းမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာဝေးတပ်ဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ချင်းလန်းဆိုရတပ်ဖွဲ့ဟာယခုလက်ရှိမှာစစ်ကြောင်းနှစ်ကြောင်းဖြစ်စစ်စင်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်စစ်ကြောင်းတစ်ကြောင်းဟာကလေးမျိုးနဲ့ဂန်ကောမျိုးအကြားမှာမိတ်ဖက် Vakok PDF အပါအဝင်ចောင်းသားတက်မတော် ABSDF PDF ခရိုင်တရင်များပါကဖများ Your Defense Force YDF ဆိုင်မဟာမိတ်ဖွဲ့တွေနဲ့လက်တွဲပြီးကျမ်းပတ်စစ်တပ်ကိုတက်ခတ်နေတာဖြစ်ပါတယ် စစ်ကြောင်းနှစ်ကတော့ဖလားမျိုးနဲ့ဝေဘူးလာမျိုးအချားမှာလကောင်းတိတိမျိုးနဲ့ခက်ကန်းမျိုးအချားမှာလကောင်း CNDF PDF Zolan စတဲ့မိဖက်ဖွဲ့တွေနဲ့လက်တွဲပြီးချမ်ပတ်စစ်တပ်ကိုတိုက်ခိုက်နေပြီးဒီစစ်စင်ရဲ့အတွင်းမှာဗိုလ်မှူးနဲ့ဗိုလ်ကြီးစင်ပါဝင်ချမ်ပတ်စစ်သားတရာကျော်ကိုချေမှုန်းနိုင်ခဲ့တယ်လို့ချင်းလန်းအစိုးရကာကွယ်ရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ပါတယ် အနာသိန်းချမ်ပစစ်တကအင်အားလုံးရင်နဲ့ထိုးစစ်ဆင်လာလို့ဆုတ်ခွာခဲ့ရတဲ့တည်တည်မြုံနယ်တွေကကနေဒီတောင်တက်စခန်းနေရာကိုနိုဘလာ၁၈ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ပြီလို့ချင်းညီနောင်ဖွဲ့ဝင် PDF ဇော်လန်ကပြောပါတယ်။တည်တည်မြုံကနေအော်တိုဘလာ၂၉ရက်ကစစ်အင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်လာတဲ့ချမ်ပစစ်ကြောင်းကိုဗျူဟာအယခိတရှောင်ပေးခဲ့တာဖြစ်ပြီးကနေဒီတောင်ကိုနိုဘလာ၁၈ရက်မနေ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ PDF ဇော်လန်ကအတည်ပြုထုတ်ပြန်ပါတယ်။ စီရအရအရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့ဒီကနေဒီတောင်ကို PDF ဆိုလန်က2023နိုဝင်ဘာလ23ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးချမ်ပစစ်တပ်ရဲ့ထိုးစစ်ကြောင့်နိုဝင်ဘာလ9ရက်နေ့ကပြန်ပြီးလွှတ်ခဲ့ရတာဖြစ်ပါတယ်။ချမ်ပစစ်တပ်ဟာအောက်တိုဘာကုံလကုံပိုင်းမှာစစ်အင်အားတွေဖြစ်တင်းပြီးချင်းပြည်မြောက်ပိုင်းဒေသကိုမြေပြင်နဲ့ဝင်ဟင်နေကပန်ထိုးစစ်ဆင်နေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ကလေးတိတိမကာလမပေါ်မှာတိုင်ငန်းချေးရွာကိုကျန်းပစစ်တပ်ကပြန်လည်ထိန်းချုပ်ထားပြီးချင်းတော်လိုင်းရေးတပ်ဖွဲ့တွေနဲ့နေစဉ်နဲ့အမျှတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။တဖက်မှာလည်းဝေဘူးလာမျိုးဘက်ကနေဖလာမျိုးဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကျန်းပစစ်တပ်နဲ့ချင်းတော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ချင်းပြည်မြောက်ပိုင်းတိတိမြို့နယ်တွင်က တိုက်ပွဲမှာချင်းပတ်စစ်တပ်ရဲ့ခလာရ90ကပုံမှုလှမျိုးထွက်ဟာ ဒဏ်ရာပြင်းထန်ရရှိပြီးတိရိမျိုးမှာစေယုံတက်နေရတယ်လို့သိရပါတယ်။မကွေးတိုင်းကံကောမျိုးနယ်ခြေဆိုင်အမှတ်90ခြေလင်းတရင်ခလာရ90ကဗိုလ်မှူးလှမျိုးထွတ်ဟာတိရိမျိုးနယ်ခလာရ169တရင်တွေကို အော်တိုဘာလကုံပန်းကပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။တိရိမျိုးကနေတိုင်ငန်ခြေရွာဘက်ကိုစစ်အင်အားအလုံးအင်ဖြင့်ထိုးစစ်ဆင်လာတဲ့အချိန်မှာချင်းတော်လိုင်းရင်တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်နိုဝင်ဘာ10ရက်တိုက်ပွဲအတွင်းမှာဗိုလ်မှူးလှမျိုးထွတ်ကြီးထိပ်ပြီး ရင်ထန်တန်းရရှိခဲ့တာလို့ကံကောချေဆိုင်ရောင်အလင်းတန်းကပေါ်ပြပါတယ်။ဗိုလ်မှူးလှမျိုးထွတ်ဟာတက်ထဲမှာဗမောင်လို့လဲခေါ်ကြပြီးလိုမာဆယ်ရက်နေ့တက်ပွဲမှာပေါင်နဲ့ဝမ်ဘတ်ကိုကြီးထီတာလို့ခိုင်လုံးတဲ့သတင်းရင်းမြစ်ကိုကိုးကားပြီးရောလင်းတန်းကဆိုပါတယ်။ဗိုလ်မှူးလှမျိုးထွတ်ဟာရခိုင်ပြည်နယ်မှငါနေကြဆောင်တက်ပွဲခွဲနခခငါမကြမီမကွေးမျိုးကိုပြောင်းရွှေ့ခဲ့ပြီးနောက်အဲဒီကတစင်ကန်ကောမျိုးခလာရငါတရင်ကို ရွှေပြောင်းလာတာလို့သိရပါတယ်။လက်ရှိမှာတိတိမျိုးစေယုံပေါ်မှာသူနဲ့အတူတက်တာ၃ယောက်ပါကုသမှုခံယူနေပြီးအချိန်လေးစိုးရင်ရတယ်လို့လည်းဆိုပါတယ်။ချင်းပြည်ဝမ်ဂိုရမ်ဒေတာလုံကြုံရေးစစ်စေးရေးဂိတ်တွေဖြစ်တဲ့လန်ကလန်ဒွီချီခေါ့စေးစားတဲ့ဂိတ်တွေမှာည6နာရီကနေမနက်9နာရီအတွင်းဖြတ်တန်းသွားလာခွင့်မပြုကြောင်း CDF ဝမ်ဂိုရမ်ကထုတ်ပြန်ပါတယ်။ချမ်းမာရေးအပေါ် ကိစ္စရပ်တွေရှိတယ်ဆိုရင်တာဝန်ရှိသူတွေထံသတင်းပို့ခွင့်တောင်းပြီးမှသာဖြတ်တန်းသွားလာရမယ်လို့လည်းဆိုပါတယ်။ဝန်ကုန်ရမ်ဒေတာအတွင်ပြေးဆွဲသွားလာနေတဲ့ရင်မောင်းတွေအနေနဲ့လုံခြုံရေးစစ်ဆေးဂိတ်များဖြတ်တန်းရမယ့်အချိန်မှာ ကားတွေကိုမိုးကအုံမှုခြင်းမပြုကြဘူးနဲ့ခီးတွေရဲ့ကိုရဲ့အချက်လက်မှတ်ပုံတင်နံပါတ်တွေကိုလည်းတေချာစီစစ်သတင်းပို့ရန်တီးပေးထားပါတယ်။လုံခြုံရေးရ ရှောင်းတခင်စစ်ဆဲမှုပြုလုပ်ပြန်လိုအပ်လာပါကခီးသွားမိဘပြည်သူများအနေဖြင့်ကြည်ပြူစွာစစ်ဆဲမှုခံယူကြရရင်လည်းကျိုတင်သတင်းပို့ခြင်းခွင့်ပြုချက်မရှိဘဲလုံခြုံရေးဂိတ်တွေမှာလက်နက်ကင်ဆောင်ပြီးဖျက်တမ်းခွင့်မရှိဘူးလို့ထုတ်ပြန်ထားပါတယ်။လုံခြုံရေးသတိပေးချက်တွေကိုလိုက်လာခြင်းမရှိပါကဖြစ်လာနိုင်တဲ့ကိစ္စရပ်တွေအပေါ်တောင်ဝင်ယူမှာမဟုတ်ကြောင်း CDF ဖော်ကောင်ရမ်ကတည်ပေးထားပါတယ်။မကွေးတိုင်းကံကောမြို့နယ်မြောက်ပိုင်းတောင်ခင်ရံ ခြေရွာကိုချမ်းဖက်စစ်တပ်ကမနေ့ညကလေကြောင်းတိုက်ခိုက်ရမှာရဲသားတအုပ်သေးဆုံးပြီးရှစ်ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တရားဥလေတပ်ကနေပြန်တန်းလာတဲ့ Jet Fighter တစ်စီးဟာတောင်ခင်းရန်ခြေရွာကို노မာလာ၁၈ရက်ည9:49နာရီ49မိနစ်မှာတစ်ချိန်9:54 54မိနစ်မှာတစ်ချိန်စုစုပေါင်း2ချိန်ပုံချဲခဲ့တာလို့သိရပါတယ်။ပုံချဲတိုက်ခတ်မှုကြောင့်အမျိုးသားတအုပ်သေးဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူရှစ်ဦးထက်မနည်းရှိခဲ့တယ်လို့ ရောလင်းနိုင်တာပေါ်ပြပါတယ်။ဒါအပြင်လူနေအိမ်တွေလည်းပျက်စီးထိကိုက်သွားသလိုနွားရှိကောင်ထံမင်းလည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ကလေးကံကောင်းချမှာဂျမ်ပါစစ်တပ်နဲ့ချင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေအကြားနေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီးဂျမ်ပါစစ်တပ်ကလေကြောင်းကနေနေညမပြတ်ပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ American Cheese Freedom House အဖွဲ့ရဲ့အခုနှစ်အတွင်းထုတ်ပြန်တဲ့ Internet လွတ်လပ်ခွင့်ဆန်းနှိုးရမြန်မာနိုင်ငံဟာအင်တာနက်လွတ်လပ်မှုမရှိဆုံးတဲ့အဆိုးဆုံးအခြေအနေမှာတရုတ်နိုင်ငံနဲ့အတူရပ်တည်နေပါတယ်။ဆီယနာတင်ခဲ့တဲ့2021ခုနှစ်ကနေဒီနှစ်နိုဝင်ဘာလလည်းအထိမြန်မာနိုင်ငံအနှံ့မှာအင်တာနက်ဖြတ်တောက်ခံရမှုအကျဉ်400လောက်ရှိပြီးတနိုင်ငံလုံးတိုင်းတန်နဲ့ဖြတ်တောက်ခံရမှုဆိုရင်6ကျဉ်လောက်ရှိတယ်လို့ Digital လွတ်လပ်ခွင့်ခွင့်ရေးလေ့လာသူတွေကပြောပါတယ်။ American Citizens Freedom House အဖွဲ့ရဲ့ ခုနှစ်အတွက်ထုတ်ပြန်တဲ့အင်တာနက်လူလက်ခွင့်စံနှုန်းမှာလည်းမြန်မာဟာအမှတ်တရမှာကိုးမှတ်ပဲရှိတာကြောင့်အဆိုးဆုံးခြေအနေမှာရှိပါတယ်။အင်တာနက်ဖြတ်တောက်မှုအများဆုံးကရှမ်းမြောက်စကန်တိုင်းမကွေတနင်္သာရီအောက်ပိုင်းတွေမှာအဆိုးဆုံးဖြစ်နေပြီးရခိုင်မှာတော့အခုချိန်ထိအင်တာနက်ပြန်မရသေးတဲ့နေရာအများကြီးရှိတယ်လို့လူခွင့်ရေးလေ့လာသူတွေကပြောပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ရဲ့အင်တာနက်ပိတ်ခံထားတဲ့ဒေသတွေကဒေသခံတွေဟာ Starlink အင်တာနက်ကိုညှိနှိုင်းကြပါတယ်။ Freedom House အဖွဲ့အားနိုင်ငံပေါင်း92နိုင်ငံရဲ့အင်တာနက်လွတ်လပ်ခွင့်အခြေအနေအပေါ်အင်တာနက်လွတ်လပ်ခွင့်ရှိတဲ့နိုင်ငံတစ်စိတ်တစ်ပိုင်းလွတ်လပ်ခွင့်ရှိတဲ့နိုင်ငံနဲ့လွတ်လပ်ခွင့်မရှိတဲ့နိုင်ငံဆိုပြီးသတ်မှတ်ထားပြီးထုတ်ပြန်နေတာဖြစ်ပါတယ်။အင်တာနက်လွတ်လပ်ခွင့်လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့အတန်အဖွဲ့ရဲ့စည်ရင်းအရလည်းဆရာနာတိန်9နှစ်အတွင်းမြန်မာနိုင်ငံရဲ့မြို့နယ်ပေါင်း330အနက်၃ပုံတပုံမှာဖုန်းလိုင်း mobile internet cable နဲ့ wifi internet အပါဝင်ဆက်သွယ်ရေး line တွေပိတ်ဆို့ခံထားရဆဲဖြစ်တယ်လို့သိရပါတယ်။ဒီ review စီးတဲ့ထားနိုင်အောင်ဆုံးရရှိထားတဲ့တဲ့ရင်းကိုတင်ဆက်ပေးရတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။